လူသမျှယကြံသမျှအောင်ဘေးရန်ကျင်ဖဲသောဘုရားကုံတော်ကိုပါရဟန်းဓမ္မတံဘုဒ္ဓဝိဇ္ဇာသရဏတံတော်သူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒီဝမနုဿာနံဘုဒ္ဓောကုံတော်ကိုပါအ내အတိတ်ပဲ ရဟံလူနတ်မြမတတဝခပင်းတို့ဤဝဆင်းကော်ရော ပူဇော်အထုကိုခံတော်မူရိုက်တော်မြတ်စွာဘုရားဓမ္မတံဗုဒ္ဓောတိစီယာမန္တမြမကြံရအောင်ရှိသမျှဥတ်တုံအလုံးစုံသောတရားတို့ကိုတရားမကူတရားမူညာဖြင့်မိမိအလိုလိုအစုံအလင်းအကုန်အစင်ဟုတ်တိုင်းမှန်စွာတည်တော်မူသောမြတ်စွာဘုရား ဝိဇ္ဇာသရဏတံပံနောဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးဤဟူသောအတိညာသရဏ၁၅ပါးသောအကျင့်တို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ပါရမီ၁၀အပြား၃၀တွင်ချင်းကြီး၅ပါးသရိယာ၃ပါးတို့ကိုပြုကျင့်သောအဖြစ်ပေါင်းစွာကြွလာတော်မူ၍နိဗ္ဗာန်သို့ပေါင်းစွာကြွသွားတော်မူသောမြတ်စွာဘုရား လောကဝိတုတတလောကသင်္ခါရလောကဩကာသလောကဟုသောလောကသုံးပါးတို့၏အကြောင်းအရာအဖြစ်ပြက်တို့ကောင်းစွာသိတော်မူသောမြတ်စွာဘုရားအနုတ္တရောပုရိသဓမ္မတာရတိဘယင်ကြည်သေးသောနတ်လူပြမာပြိဿံတတဝါများကိုယင်ကြည်အောင်သုံးမာတော်မူရ၌ဉာဏ်ဖက်မရှိသူ့ဖက်ကျင်းတော်မူသောမြတ်စွာဘုရား တထာဒေဝမနုဿာနံမြမာနတ်လူသုံးပုံလူတို့ဤဖရာတစုဖြစ်တော်မူသောရသော်ဖရာဘုရောသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်တယ်ကိုရော်တိုင်းသိမြင်၍ဝိနည်းတ attva တို့အားလည်းသိစေတော်မူသောရသော်ဖရာဘဂဝါဣတရိယဓမ္မယတ္တပြိကာမပယတ္တဟူ ုံချောက်စုနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဘုံတော်ကိုပါဤတကိုးဆွမ်းအင်အကျိုးအာနိသင်ဘုရားကုံတော်ကိုပါကမြတ်စွာဘုရားကိုယ်တိုင်ဟောကြားတော်မူအပ်သောပါဠိတော်များဖြစ်၏တောဝိနီပိဓမာပိဋကတ်သုံးပုံပါဠိတော်နေရာများ၌ဘုံတော်များကိုဟောကြားထားသည်ဟုတွေ့ရ၏ထို့ကြောင့် ဤကုံတော်ပါဠိများသည်တကယ်ဘုရားဟောအစ်စ်များဖြစ်သည်ဟုယုံကြည်ထားရန်လိုအပ်ပေသည်ဤသို့ယုံကြည်မှုတရားထားရှိလျင်ယုံကြည်သည်နှင့်အမျှတကိုးဆွားအင်ရှိ၏ကျိုးအာနိသင်ချက်မြတ်၏ဩရဘာသာဝင်သူတော်စင်တို့သည်ဤဘုရားကုံတော်၉ပါးကိုဤအမျိုးမျိုးနှင့်အသုံးပြုကြသည်ရဟန်းဟုသောဂုံတော်ပါဠိတစ်ခုကိုပင် ထောက်တထောင်ရအောင်ပရိနိဗ္ဗာန်များသူများရှိတဲ့ကဲ့သို့ရဟန်းကုန်တော်တမျိုးကိုပင်ရဟန်းအရဟံအရဟံဟုသုံးမျိုးခွဲကဘွားများသူများလည်းရှိကြသည်ဂုံတော်ကိုပါလုံးကိုပါဠိမြဖြင့်ပင်ဘွားများသူများလည်းနေ၏ပါဠိအနှင့်တွဲဖက်၍ဘွားများသူများကမရှိသလောက်ရှားပါလာ၏ ဤ၌ညွှန်ကြားလိုသည်မှာယခုပေါ်ပြထားသောဂုံတော်ကိုပါပါဠိအနက်တို့ကိုကြည်ညက်အောင်ကြက်ရမည်အလို့ရသည့်အခါအရဟံဂုံတော်မှဆ၍ဂုံတော်တစ်ပါးစီဤပါဠိအနက်တို့ကိုလှုပ်ဖြင့်တိုးတိုးရွတ်ဆို၍ဖြစ်စေစိတ်ဖြင့်အောင်းမေး၍ဖြစ်စေပတိတပတ်စီရအောင်ကိုပတ်ပွားများရမည်လှုပ်ဖြင့်ရွတ်ဆိုခြင်းထက်စိတ်ဖြင့်အောင်းမေးတယ်လျင်ကို၍ကောင်းပါသည် စိတ်ဖြင့်အောင်းမြင်ခြင်းဆိုသည်မှာစိတ်ဖြင့်ဆိုခြင်းပင်ဖြစ်၏စိတ်ဖြင့်အောင်းမြင်ခြင်းသည်နှုတ်ဖြင့်ရွတ်ဆိုခြင်းထက်တမာရီပူရ၍အကျိုးပူရှိ၏ပရိနှင့်ပွားများခြင်းသည်ပရိလို့ပွားများခြင်းလောက်တမာရီစွာအာမကောင်းပေထို့ကြောင့်တမာရီစွာအာမြင်မြန်တက်၍အကျိုးပေးထက်တန်လိုပါကပရိမပါဘဲအချိန်သတ်မှတ်၍ပရိလို့ပွားများနိုင်ကြပါသည် ဤဖျားကုံတော်များကိုနှုတ်ဖြင့်ရွတ်ဆိုခြင်းသိဖြင့်အောင်းမေ့ပွားများခြင်းသည်ဘုရားနှုတ်တည်ဘာဝနာကုသိုလ်ဖြစ်ပါသည်ဒါနသီလဘာဝနာကုသိုလ်တို့တွင်သမထဘာဝနာကုသိုလ်ဖြစ်ပါသည်ဘာဝနာကုသိုလ်သည်ဒါနကုသိုလ်သီလကုသိုလ်တို့ထက်ပို၍ကြီးမြတ်၏ပို၍အကျိုးကြီး၏ဘုရားနှုတ်တည်ဘာဝနာကုသိုလ်ဆိုသည်မှာမြတ်စွာဘုရား၏ အရဟံအစရှိသောဂုဏ်တော်တို့ကိုအဖန်ဖန်အထက်ထအောင်းမေပွားများရသည့်ကုသိုလ်မှုအတိပ္ပယ်ရပါသည်ဂုဏ်တော်များကိုအောင်းမေသည့်အခါဂုဏ်တော်ဤအတိပ္ပယ်ကိုပေါ်ပြသောအနက်မြန်မာပြန်မာတွက်ဖက်ပြီးအောင်းမေမှဘုရားလုံးတည်ပါဝနာစင်စစ်ဖြစ်နိုင်၏အနက်မပါဘဲအရဟံအရဟံစသည်ဖြင့်ပါဠိတတ်တဲ့ကြီးရွတ်ဆိုခြင်းအောင်းမေခြင်းသည် ဘုံတော်ဤအ내အတိတ်ပဲကိုကြည့်ရောက်စွာအာယုံမပြုတ်နိုင်သည့်အတွေ့အ내ပါတွဲဖက်အောင်မေခြင်းလောက်အကျိုးမရှိနိုင်သည်ကိုတတိပြုရန်လိုအပ်ပေသည်ဤဘောဓာနုတ္တိဘာဝနာကုသိုလ်ဤအကျိုးတရားများကအလွန်များပြားလာ၏ခြေဥစွာဘုရားဟောပါဠိတော်လာအကျိုးများကိုပေါ်ပြပါခြေလွန်လေပြီးသောကဘာတသိမ့်ထန်၌ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်တော်မူစေ အန္တာဝတိပြည်တွင်ကျွယ်ဝချမ်းသာသောနန္ဒခေါ်သည့်ပုံနာလူလင်တခုရှိခဲ့၏နန္ဒပုံနာသည်အွယ်ရောက်ချိန်တွင်ယသိပြုကဣမွန်တာတွင်ယသိတပေပေါင်း၈၄၀၀နှင့်အတူနေထိုင်လျက်တရားအားထုတ်နေ၏ဒီနေ့တွင်ဘုရုမုဒ္ဒရာဘုရားသခင်သည်နန္ဒယသိကြီးထံသို့ကြွားတော်မူကဘာဝေဟိဗုဒ္ဓနုဒ္ဒရေအစချီကား တရားဟောကြားတော်မူခဲ့၏။နန္ဒယသိကြီးကဘောရမဘုရားရှင်ထံတော်တွင်ဤတဲ့နှစ်တန်ရမည်သူ့ဘူတိမထေလောင်းဖြစ်ပါသည်။ဒုက္ခာရတော်များ၏အိဗေမှာနန္ဒယသိရသော်သောဘာဝနာကမ္မထံတို့ထက်အတုမရှိလွန်ကဲထုမြတ်သောဘောဓာနုဒတိကမ္မထံကိုသီးဖြန်အားထုတ်ပါ။ဤဘောဓာနုဒတိကမ္မထံကိုပွားများခြင်းကြောင့် တင့်ရဲ့စိတ်အလိုဆန္ဒတောင့်တကြမှန်သမျှမုတ်ချမတွေ့ပြည့်စုံပေလိမ့်မည်နှစ်ပေါင်း၃၀၀တာဝရင်သာနဲ့ပြည်နဲ့ဖြစ်ရမည်အကျဉ်း၈၀တရားမင်းဖြစ်ရမည်တက်ကြမင်းအကျဉ်းတစ်ထောင်ပရိသေရင်မင်းမရေမတွက်နိုင်အောင်ဖြစ်ရမည်ယခုဘဝမှာဆက်၍ဖြစ်လျာရာဘဝတန္တရာမှာသုံးဆွဲ၍မကုန်နိုင်သောစည်းစိမ်ဥစ္စာတို့ရရှိမည် ရရှိပြီးသောစီစဉ်ဥစ္စာယတနာတို့သည်ပုံခန်းရောပါသွားခြင်းမရှိပဂရိအတိုင်းဤရှိနေပြီဗောဓမဘုရားရှင်လက်ထက်တွင် သူပူတိမတေဟူသောအမိဖြင့်ယဟန္တာဖြစ်လိမ့်မည်ဤဒီမှာဗောဓာနုတ္တိဘာဝနာပွားများရခြင်းဤအကျိုးဖြစ်ပေသည်ဟု ဟောကြားတော်မူပါသည်ဤလောကီလောကုတ္တရာအကျိုးတရားများကဘုရုမုဒ္ဒရာမြတ်စွာဘုရားကိုတော်တိုင်ဟောကြားတော်မူခဲ့သည် ဘုရားဟောအကျိုးတရားများပင်ဖြစ်ပါသည်ဘုရားရှင်ဟောကြားခဲ့သည့်အတိုင်ဘုရားနုဒတိဘာဝနာဤအကျိုးတရားတို့ကိုသူကိုယ်တိုင်ရရှိခံစားခဲ့ရကြောင်းသူဘူဒီမထေမြာပြန်လည်ဟောကြားထားသည်ကိုသူဘူဒီမထေဤအပါဒံပါဠိတော်၌လေ့လာတွေ့ရှိရ၏ဘုံတော်ပွားရာကျိုး၁၀မျိုးဤတော့ဒီမဲ့အဋ္ဌကထာအနုတ္တိနေဒေတာ ုဒ္ဓနုတ္တိကထာ၌ဘုရားကုံတော်ပွားရာကြောင့်များကို10မျိုးမိတ်ဆွေသား၏ထို10မျိုးမှာ1ဘုရားရှင်ဤကုံတော်ကိုအဖန်ဖန်အောက်မေ့ပွားများသူသည်ဘုရားရှင်၌ယုသေလေးစားလာ၏ယွွ่นုံလာ၏2တရာတရားတရီတရားပညာတရားကုသိုလ်တရားကြီးမားပြန့်ပြောလာ၏တော့ ဂုံတော်ပွားများနေစဉ်တာမန်နှစ်သက်ဝမ်းမြောက်မှုကြီးကျယ်သော နှစ်သက်ဝမ်းမြောက်မှုပီတိတရားများဖြစ်ပွားလာ၏လေကြောက်လန့်ပွဲဘေးဒုက္ခကြီးငယ်အသွေးသွေးတို့ကိုမကြောက်မရွံ့ရဲရဲဝံ့ဝံ့သီးခံရင်ဆိုင်နိုင်၏ငါမိတိနေရာမှာနေနေဘုရားရှင်နဲ့အတူနေထိုင်ရသည်ဟုချေမှတ်ရ၏ 6ဘုရားနုဒတိဘာဝနာဖြင့်ထုံထားသူဤခန္ဓာကိုယ်သည်ဘုရားရှင်သတင်းသုံးသည့်ဂန္ဓာကုတီတိုက်ဇေတီအိမ်ကဲ့သို့တတ္တဝါတို့ဤပူဇော်ခြင်းကိုခံယူတတ်၏ခொနည်းဘုရားရှင်အားအကြီးညိုပွားကမိမိကိုယ်တိုင်ဘုရား ဖြစ်လိုစေမြာဖြစ်ပွားလာ၏7ကျွလုံပေါ်ရာအာယုံများနှင့်တွေ့ကြုံရစေကမူမိမိရှိတွင်ဘုရားရှင် အစဉ်သတင်းသုံးနေတကဲ့သို့ရှိ၍ဒဇုံတခုမကောင်းမှုပြုလို့ရန်ချက်ကြောင်နေ၏ကိုဘောဓာနုတ္တိဘာဝနာကိုအခြေခံလျက်ဝိပဿနာတရားအားထုတ်လျင်မတရားပုတ္တရာလွယ်ကူစွာရနိုင်၏တဆေမဲ့ဖို့ကိုမရနိုင်သေးလျင်ကောင်းရာဒုက္ကတိဘဝသို့ဓာရောက်ရန်တေချာဤကူ၍ဖြစ်ပါသည် ဂုံတော်ပွားရာကျူ28မျိုးသေရခြေရီပါဠိတော်နှင့်အထကရာတို့၌ဩကြာမိတ်ဆိုအပ်သည်ဂုံတော်ပွားရာကျူ28မျိုးရှိသေး၏တို့28မျိုးမှာတိဒေဒီအိမ်နှင့်တူ၍သူတစ်ပါးတို့၏ရှစ်ကိုမှုကိုခံတိုင်ခြင်းနှင့်စိတ်တည်ကြည်ရဲ့ရင်ခြင်းသောမတွေ့မဝေတေရ၍သူကတိဘဝသို့ ရောက်ရခြင်း၄။ဘုရားရှင်နှင့်တွေ့သည့်အခါဘုရားဟောတရားတို့ကိုသိလွယ်ခြင်း၅။၅မြတ်သော အမျိုး၌ဖြစ်ရခြင်း၆။၆သူတစ်ပါးတို့၏အယိုးအသေးပြုမှုကိုခံရခြင်း၇။ဟင်းကြည်မွန်တိုက်သော ကိုအင်္ကာနှင့်ပြည့်စုံခြင်း၈စဉ်းစားခြင်းကိုကိုအနံ့ကြိုက်သိခြင်း 30ရွင်းအနံဝိပြန်ခြင်း7ကြီးကျယ်သောဉာဏ်ပညာရှိခြင်း12နည်းနည်းသောဉာဏ်ပညာရှိခြင်း13ထက်မြက်သောဉာဏ်ပညာရှိခြင်း14လျင်မြန်သောဉာဏ်ပညာရှိခြင်း15ွှင်သောဉာဏ်ပညာရှိခြင်း16စံကျယ်သောဉာဏ်ပညာရှိခြင်း19 တကားကောင်းကိုပြောဆိုနိုင်ခြင်းတို့ဖြစ်ပါသည်ဤကုံတော်ပွားရာကျိုး16မျိုးကိုရှေးပညာရှိကြီးများကအောက်ပါအတိုင်းငင်ကာတည်ကုန်းခဲ့ပါသည်ဇေဒီအတူစိတ်မူတည်ကြည်ရောင်းမီနတ်ရွာတွေ့ခါတိဝဲညံ့ွယ်အမျိုးမျိုးချိုးခံရဤဝအင်ကာစင်းလာစွာနှင့်ကာယခရွင်းပြိုင်သိမ်းမွေးကျူး ကြီးမူပညာလက်စွာထက်ရှင်လင်းမြန်ဆန်းကျယ်ကောင်းကျွယ်စကားထိုနိုင်ညာသည်ဖျားကုံတော်ပွားကြူသည်အကျိုးပြတာရကဝတ္ထုဘောရနုဒတိဘာဝနာပွားများရကြိုလက်တွေ့ခံစားရသည်ဝတ္ထုတာရကများကဣတရေယကာလီမျိုးသမီးဝတ္ထုဘုဒ္ဓဒေဝမထေဝတ္ထု မဟာကပိဏမင်းကြီးဝတ္ထုအနာတပိန်တတိဝတ္ထုစသည်ဖြင့်အလွန်များပြားလှ၏ယမသမိုင်းလာမိဖုရားသောလုံဝတ္ထုတခုကိုသာပြင်ပြပါပြီပကံရာဇဝင်တွင်နောက်ဆုံးဘုရင်ဖြစ်သောနရတိဟပတိမင်း၌သောလုံကိုမိဖုရားတခုရှိ၏ဘရင်မင်းမြတ်၏အမြတ်နိုးဆုံးမိဖုရားဖြစ်၏နရတိဟပတိမင်းကြီးသည်ရွေရာတိ၌ ပြယဝတိမြေကမ်းမှာယာယီနန်းတော်တည်ပြီးမောင်းမမိတ်တန်အချွေရန်များနေအတူရေကစားတော်မူလေရှိ၏ဒီနေ့တွင်မိဖုရားစောလုံးကိုကြည်စေသောအဖြစ်မျက်နှာသပင်မမကြံရေဖြင့်သက်စီတော်မူ၏မိဖုရားစောလုံးသည်ကြည်စေသည်ကိုပင်အပြစ်ဟုထင်မှား၍ညံ့ညိုးထားကသာတော်ဘွယ်တွင်အစိတ်ခတ်၍စက်သားစီ မင်းကြီးသည်ပွဲတော်ကိုမစားသေးပဲခွေးကိုကျွေးစီရာ ခွေးမှာတခဏချင်းတည်သွားရှာ၏မင်းကြီးကပွဲတော်ဆက်တာသူကိုစစ်မေးကြည့်သည့်အခါမိဖုရားစောလုံးကိုအပြစ်ရောက်သည်ဖြင့်မိဖုရားစောလုံးကိုခေါ်တော်မူ၏စစ်မေးသည့်အခါမိမိကို တကိုယ်လုံးစုံအောင်ရေပက်ခိုင်းပြီးအရှက်ခွဲသောကြောင့်မကျေနပ်သည့်အတွက်အသက်ကိုလှုပ်ကြံကြောင်း မိလိုသည့်အပြစ်ကိုပေးနိုင်ကြောင်းခတ်မာမှာတော်ဦးတင်လိုက်၏မင်းကြီးသည်ဗဘဲသမားများကိုချက်ချင်းခေါ်ကာတန်ကျက်စင်ပြုတ်လို့သေးပြီမင်းမယုတ်စောလုံးအားမိရဲ့ရဲ့ကြီးတော်တန်ကျက်စင်ပေါ်တင်၍ကိုချင်းထိုးတက်စီဟုအမိန့်ချမှတ်လိုက်၏မိဖုရားစောလုံးသည်ဗဘဲသမားတို့ကိုရွှေငွေများစွာပေး၍ဟွန်ရက်ကြအောင် ြက်စင်ပြုတ်လို့စေပြီးခုနှစ်ရဲ့လုံးလုံးသီလဆောက်တီကဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်များကိုရွတ်ဆိုပွားများနေလေ၏ယရနာသုံးပါဤကုံတော်ယေຊုတော်များကိုအောက်မေ့လျေပရိစေသည်ခုနှစ်ရဲ့စေသောအခါမိဖုရားဆောလုံးသည်ယရနာသုံးပါကုံကိုအောက်မေ့လျေပရိစေကမိရဲ့ရဲ့ညီတော်တန်ကြက်စင်ပေါ်သို့မကြောက်မရွံ့တက်လျာ အလွန်အေးမြဝိကြိုင်လာသည်ဂောတိတဇန္တကူကိုထက်လိုက်တကယ်သူတခါတည်းမိငိမ့်သွားလေ၏ရဏသုံးပါးဂုံတော်များကိုအာယုံပြုကာပရိစိတ်နေသည့်အတွေ့သုံးချိန်တိုင်တိုင်မိငိမ့်သွား၏ငါသည်ကျမဟုတ်ကလွတ်မြောက်ရန် မရှိပါကဤခန္ဓာကိုယ်သည်ချက်ချင်းပြာအတိကြပါစေသားဟုအတိတ်ထံပြုလိုက်သောအခါ တခဏချင်းပြာအတိဖြစ်သွားရလိမ့်သည်ဤကဲ့သို့ဘုရားကုံတော်ကို ပွားများသောဗုဒ္ဓနုဒတိဘာဝနာကုသိုလ်သည်ဒုသမြရာကြံသမြအောင်မြင်နိုင်သည့်အပြင်ဖြစ်ပေါ်စေဖြစ်ပေါ်လက်တန်သောဘေးရန်ပေါင်းမှလည်းလွတ်မြောက်ချမ်းသာနိုင်သော တကောစွာအင်အကျိုးအာနိသင်ရှိပေသည်ထို့ကြောင့်ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည်မိမိတို့ကိုယ်ွယ်နေသောဘုရားရှင်၏ဂုဏ်တော်များကို 你人和茶园就在画面的那边。